ားပါရှင်ကျွန်မကတင်ဆက်ပါဒီနေ့မေလ30ရက်နေ့အတွက် People's Mail ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်နိုင်ငံသားတွေရဲ့ဘန်ကောက်ဖွင့်ခွင့်ကိုဘန်ကောက်ဘန်တင်းကျပ်တဲ့သတင်းတောင်ကိုရီးယားရေတပ်ရဲ့ကင်းလှည့်လေယာဉ်ပြတ်ကျပြီးတပ်ဖွဲ့ဝင်၄ဦးသေဆုံးတဲ့သတင်းတမီးရင်ဖြစ်သူကိုရောင်းစားခဲ့မှုအတွက်တောင်အာဖရိကအမျိုးသမီးထောင်တသက်ကျတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်နိုင်ငံသားတွေကိုဘန်ကောက်ဖွင့်မှုနဲ့ပတ်သက်ပြီးစီးမြင်းတွေကိုပုံမတင်ကျပ်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံရဲ့ဘန်ကောက်ဘန်ကအတည်ပြုခဲ့ပါတယ်။ဘန်ကောက်ဘန်ကပြောင်းလဲတတ်မှတ်မဲ့မူဝါဒတွေဟာကမ္ဘာလှည့်ခရီးသွားနိုင်ငံခြားသောဖောက်တယ်တွေပေါ်အဓိကတက်ရောက်မှုရှိလာနိုင်ပါတယ်။ဘန်ကောက်ဘန်ဟာအလဲအပတ်ဗီဇာနဲ့ထိုင်းကိုရောက်ရှိနေတဲ့နိုင်ငံခြားသားတွေကိုအကောက်ခွင့်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။အကြောင်းကတော့နိုင်ငံခြားသားဘန်ကောက်တွေကိုအသုံးပြုပြီးငွေကြေးလင်းလဲမှုပြဿနာတွေတိုးပွားလာနေတာကြောင့်လို့ဘန်ကောက်ဘန်တာဝန်ရှိသူတွေကပြောပါတယ်။မူဝါဒအပြောင်းလဲအသေးရောက်ဘန်ကောက်ဖွင့်ချင်တဲ့နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံမှာရေရှည်နေထိုင်တဲ့ဗီဇာတမျိုးမျိုးကန်ဆောင်ထားသူဖြစ်ရမယ်လို့ဆိုပါတယ်။ဗန်ရဲ့စီးမျက်နှာတင်းကျလိုက်တာဟာထိုင်းအစိုးရကစိုက်ဘာရာဇဝတ်မှုနဲ့ငွေကြေးလိမ့်လည်မှုတိုက်ဖြတ်ရေးအတွက်အားထုတ်လုပ်ဆောင်မှုတွေနဲ့လည်းလိုက်လျောညီထွေရှိတယ်လို့ဘန်ကောက်ဘန်ကထုတ်ပြန်ထားပါတယ်။မူဝါဒအပြောင်းလဲမှာရှင်ရင်ဆွဲနိုင်ငံခြားသားဖောက်တဲတွေကိုလည်းအ ਨੇ အချင်းတက်ရောက်မှုရှိနိုင်ပြီးငွေလဲတဲ့ကိစ္စတွေမှာအခက်တွေ့ရတဲ့နိုင်ငံခြားသားဖောက်တဲတွေအနေနဲ့ဘန်ကိုဆက်သွယ်ပေးချဖို့လည်းဘန်ကောက်ဘန်ကတိုက်တွန်းထားပါတယ်။ ဘန်ကောက်လူအဖွဲ့ကြီးကုညီရေးဖောင်ဒေးရှင်းရဲ့ Facebook စာမျက်နှာမှာဖော်ပြထားကြရာဘန်ကောက်ဘန်ဟာအသည့်တက်မှတ်လိုက်တဲ့စီးမြင့်တွေနဲ့ကိုက်ညီမှုမရှိတော့တဲ့ရုရှားနိုင်ငံသားတို့ရဲ့ဘန်ကောက်တွေနဲ့ကတ်အုံပြုခွင့်တွေကိုစတင်ပိတ်ပင်နေကြောင်းသိရပါဗျ။ဒါပေမဲ့ဘန်ရဲ့တာဝန်ရှိသူတယောက်ကတော့အကောက်တွေကိုပိတ်သိမ်းနေတယ်ဆိုတဲ့အပေါ်တိတိကျကျအတည်ပြုဖို့ညှင်းဆိုပြီးတချို့ကိစ္စတွေမှာဖောက်တယ်ကဘန်နဲ့ဆက်သွယ်ဖြည့်ရှင်းဖို့လိုအပ်နေခြင်းသာဖြစ်တယ်လို့အကြောင်းပြခဲ့ပါဗျ။ရုရှားလူမှုကွန်ရက်30သူတို့ချို့ကလည်းသူတို့ရဲ့ဘန်ကောက်ဘန်မှာဖွင့်ထားတဲ့ သူတို့ရဲ့အကောက်တွေကိုချိတ်ဆက်အသုံးပြုလို့မရတော့ပဲဖြစ်နေကြောင်းမျှဝေရေးသားနေကြပါတယ်။ဘန်ကောက်ဘန်ကတင်းကျလိုက်တဲ့စီမံစီကံတွေရဘန်ကောက်တဲ့ဖွင့်တဲ့နိုင်ငံသားတွေဟာထိုင်းမှာရေရှည်နေထိုင်ခွင့်ဗီဇာရထားသူတွေထိုင်းနိုင်ငံသားနဲ့လက်ထပ်ထားသူတွေထိုင်းမှာကိုပိုင်အိုးအိမ်ရှိသူတွေဖြစ်ဖို့လိုကြောင်းသိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထိုင်းဘိုဟိုဘန်ကနိုင်ငံသားတွေကထိုင်းနိုင်ငံမှာငွေစုအကောက်ဖွင့်လှစ်မှုနဲ့ပတ်သက်ပြီးထိုင်းဘန်တွေအနေနဲ့ကိုရဲ့အချက်လက်နဲ့ဆော်ရွက်ဇာတ်တမ်းစစ်ဆေးမှုတွေကို ပုံမတင်ကျက်စေမဲ့စီးမြင်းတွေတတ်မှတ်ပြထန်းတဲ့ကြောင့်တိုက်တွန်းတောင်းဆိုခဲ့ပါရှင်။တောင်ကိုရီးယားရေတပ်ရဲ့အကင်းလေလေရင်တစီဟာနိုင်ငံတောင်ပိုင်းမှာပြတ်ကျခဲ့ပြီးလူလေးဦးသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။မေလ29ရက်နေ့က P3 အမျိုးအစားလေရင်ဟာနိုင်ငံရဲ့အရှေ့တောင်ပိုင်းမှာရှိတဲ့ပိုဟန်မြို့လေတပ်စကန်တစ်ခုကနေလေကျင်ရေးမစ်ရှင်အတွက်ပြန်တက်ပြီး9မိနစ်ဝန်းကျင်ကြောင်းမှာအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။လေရင်ကိုရေတပ်ကအပူတပြင်းလိုက်ချပြီးတဲ့နောက်မှာပိုဟန်မြို့နားမှာရှိတဲ့တောင်ဆောင်တနေရာမှာပြတ်ကျထားတဲ့ နေရင်ပြအစိပ်ပိုင်းတွေကိုရှာတွေ့ခဲ့ပါတယ်။နေရင်ဟာပြကြချိန်မှာပေါက်ကွဲမီးလောင်ခဲ့ပြီးအနီးတစ်ဝိုက်ကတစ်ပင်တွေမှာပါမီးကျွမ်းနေခဲ့ပါတယ်။နေရင်ပြကြရတဲ့အကြောင်းရင်းကိုတိတိကျကျမသိရသေးဘဲစုံစမ်းမှုတွေဆက်လက်လုပ်ဆောင်နေစေလို့လေတက်ကပြောပါတယ်။နေရင်ပေါ်လိုက်ပါလာတဲ့အဖွဲသား၄ဦးစလုံးကတော့အသက်ဆုံးရှုံးခဲ့ရပါတယ်။အခုဖြစ်စဉ်ကြောင့်မြေပြင်ပေါ်ကအရက်သားတွေထိခိုက်သေးတဲ့သတင်းတော့မကြားရပါဘူး။ရေတက်ဟာနေရင်ပြကြမှုအပြီးမှာ P3 လေယာဉ်တွေအားလုံးပြန်တန်းခွင့်ကိုယာယီဆိုင်းငံ့ထားစေပြီး လုံခြုံရေးစမ်းဆက်မှုတွေပြန်လည်လှုပ်ဆောင်သွားမယ်လို့ပြောပါတယ်။နေရင်ပြတ်ကျနေတဲ့နေရာမှာလောင်ကျွမ်းနေတဲ့မိကိုပိုဟန်မျိုးတွေကမိသက်ကားတွေနဲ့မိသက်ဝန်ထမ်းအယောက်40လောက်ကတွားရောက်နှိမ့်တက်ခဲ့ရပါတယ်။တောင်ကိုရီးယားနိုင်ငံသမိုင်းမှာအဆိုရဆုံးလေကြောင်းမတော်တဆမှုကြီးအပြီးလပိုင်းလောက်အကြောင်းမှာပဲအခုလိုမျိုးရေတက်ကင်းတဲ့နေရင်ပြတ်ကျမှုနဲ့ကြုံတွေ့ခဲ့ရတာပါ။ဒီဇင်ဘာလတုန်းကဂျဲဂျူလေကြောင်းပိုင်ခရီးတဲ့နေရင်ဟာနိုင်ငံတောင်ပိုင်းမှာရှိတဲ့မူအန်လေစိတ်မှာအရေးပေါ်ဆင်းသက်တဲ့အချိန်ပြေးလန်းအဆုံးမှာရှိတဲ့ကွန်ကရစ်အကာရံကိုဝန်တိုက်ခဲ့မိတာကြောင့် 189ဦးသေဆုံးခဲ့ပြီး2ဦးသာအသက်ရှင်ခဲ့တယ်လို့သိရပါတယ်ရှင်။အသက်6နှစ်အရွယ်သာရှိသေးတဲ့တမီးအရင်းကိုရောင်းစားကြောင်းဆွဆဲခံရတဲ့အမျိုးသမီးကိုတောင်အာဖရိကတရားရုံးတစ်ခုကထောင်ဒဏ်တသက်ချမှတ်လိုက်ပါတယ်။မေလ29ရက်ကစီရင်ချက်မှာတော့ကယ်လီလို့အများကခေါ်ဝေါ်ကြတဲ့ Richard Smith ဟာတခြားကြံရပါနှစ်ဦးနဲ့အတူအပြင်းထန်ဆုံးထောင်ဒဏ်ကိုချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ကြံတဲ့နှစ်ယောက်ကသူ့ရဲ့ချစ်သူ Jacqueline Aspolis နဲ့သူတို့ဇုံတွဲရဲ့တငယ်ချင်း Stevano Van Ryn တို့ဖြစ်တယ်လို့သိရပါတယ်။ မင်းကလေးငယ်ဂျော့လင်းစမစ်ရဲ့ထူးထူးဆန်းဆန်းရုပ်တရက်ပျောက်ဆုံးသွားမှုပြီးတနည်းကျော်အကြောင်းမှာတရားရုံးစီရင်ချက်ထွက်ပေါ်လာတာပါဂျော့လင်းဟာကိပတောင်းမြို့နော်ကဆယ်တန်းဟာပင်လယ်ခွေ့အနားကနေအိမ်ပြင်ပတ်မှာကစားနေရင်ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်၂024ခုနှစ်ဖေဖော်ဝါရီလကလေးကပျောက်ဆုံးနေတဲ့မင်းကလေးအကြောင်းကတောင်အာဖရိကမှာအရန်အယုံစိုက်စရာဖြစ်ခဲ့ရပြီးဖြန့်ကျန့်ရှာဖွေနေပေမဲ့အခုထိမတွေ့ရသေးပါဘူးတောင်အာဖရိကအစိုးရရှင်တွေကရွေးချယ်ဟာသမီးဖြစ်သူကိုကျဲကျွံအဖြစ်ရောင်းစားခဲ့ကြောင်းစွပ်စွဲခဲ့ပေမဲ့ တရားခွင်ထဲမှာအဲ့ဒီအချက်ကိုတက်တရားခိုင်မှာမတင်ပြနိုင်ခဲ့ဘူးလို့ဆိုပါတယ်။အစိုးရရှင်းနေတာကရွေးချယ်ဟောင်းမွေးရစဲဆွဲနေပြီးငွေလိုနေတာကြောင့်တမိဖြစ်သူကိုရောင်းစားခဲ့တာလို့ပြောပါတယ်။တရင်ရှစ်ပတ်ကြာကြာနာမှုအတွင်းတက်တရားကလည်းရွေးချယ်နဲ့ကြံရပါတွေကိုပြင်းပြင်းထန်ထန်ဆက်ဆဲမှုတွေထွက်ဆိုခဲ့ကြပါတယ်။တရားသူကြီးနေတန်အာရမက်စ်ကစီရင်ချက်ကိုကြေညာချိန်မှာတရားခံ၃ဦးတည်းကမဒုကပို့ပြီးအပြစ်ကြီးတယ်လဲဆိုတာကိုသူ့အနေနဲ့ခွဲခြားလို့မရကြောင်းပြောပါတယ်။တရားသူကြီးကတရားခံ၃ဦးစလုံးဟာလူမောင်ကုန်မှု ပြန်ပေးဆွဲမှုဆွဆွဲချက်တွေအတွက်အပြည့်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးလူမောင်ကိုမှုအတွက်ထောင်ဒဏ်တသက်ပြန်ပေးဆွဲမှုအတွက်ထောင်ဒဏ်10နှစ်ချမှတ်ကြောင်းကြေညာခဲ့ပါတယ်။ဆဲဒဟာမြို့ကတရားရုံးမှာစီရင်ချက်ကိုဖတ်ကြားကြေညာချိန်တွင်အသက်35နှစ်ရွယ်ရေချယ်ရောသူ့ရဲ့ကြံရပါတွေပါဘာစိတ်ခံစားချက်မျိုးမှမပြသခဲ့ကြပါဘူး။တရားခွင်မှာတော့မြို့ခံပြည်သူတွေကိုတက်ရောက်ပြီးနားထောင်ခွင့်ပြုထားခဲ့ပါတယ်။မိခင်နဲ့ကြံရပါတွေကိုပြည်တံစီရင်ချမှတ်ပြီးဖြစ်ပေမဲ့ကလေးမတွေကတော့ဘယ်ရောက်နေလဲဆိုတာကိုတော့အခုထိမသိရသေးပါဘူး။ တောင်အာဖရိကရဲတပ်ဖွဲ့ကတော့နိုင်ငံပြင်ပအထိလိုက်ရှာရမယ်ဆိုရင်တော့ Josh Lin ကိုရအောင်ရှာမယ်လို့ပြောကြားထားပါတယ်။တရားစီရင်စစ်ဆေးနေတဲ့ကာလအတွင်းတရားခံတွေဟာကလေးကိုဝယ်ယူသွားတယ်ဆိုရဲလူပုဂ္ဂိုလ်ရဲ့နာမည်ကိုလုံးဝထုတ်မပြောခဲ့ဘူးလို့ဆိုပါတယ်။ဒေါသထွက်နေတဲ့ဒေသခံတွေကတရားရုံးစီရင်ချက်မတိုင်ခင်ကလေးကတရားခံသုံးစလုံးကိုအပြင်းထန်ဆုံးပြစ်ဒဏ်တွေချမှတ်ဖို့တောင်းဆိုနေခဲ့ကြပါတယ်။မြို့ကန်ခရီးရန်ဖုံးတော်ကြီးတပါးက2023ခုနှစ်အတွင်းမှာရေချယ်ကသူ့ရဲ့ကလေး၃ယောက်ကိုတယောက်စီအတွက်ရန်ငွေ၂000 တနည်းအားဖြင့်ဒေါ်လာထောက်100လောက်ရရင်ရောင်းချက်နဲ့လို့ပြောဆိုနေတာကိုကြားခဲ့မိကြောင်းတရားရုံးမှာထွက်ဆိုခဲ့ပါတယ်။ဂျော့ဖလင်ရဲ့ဆရာမဖြစ်သူကလည်းကလေးကိုလိုက်ရှာနေချိန်တော်တွင်မှာရွေးချယ်ကသူ့သမီးဟာတင်မောတစည်းပေါ်ကကွန်တိန်နာတစ်လုံးထဲမှာပတ်သွားပြီးအနောက်အာဖရိကဘက်ကိုခရီးသွားနေပြီလို့လာပြောခဲ့ကြောင်းတရားသူကြီးတွေထွက်ဆိုချက်ပေးခဲ့ပါတယ်။ပိုပြီးကြောက်စရာကောင်းတဲ့ထွက်ဆိုချက်တစ်ခုမှာတော့ရွေးချယ်ကဂျော့ဖလင်ရဲ့မျက်လုံးနဲ့အရေးပြားကိုဆေးဖော်ဖို့လိုချင်နေတဲ့ရိုးရာဘိန်းတော်ဆရာစီ ရန်ငွေ2000နဲ့ရောင်းချခဲ့တယ်လို့ဆွဆွဲထားကြောင်းတရားရုံးမှတ်တမ်းတွေအရသိရပါတယ်။ရေချဲကတော့သူ့ကိုဆွဆွဲတဲ့တက်တေထွက်ဆိုကြတိုင်းဟာမျက်နှာပြောင်တိုက်ထားတဲ့အလင်းညာရီတာဖြစ်တယ်လို့ပြောပါတယ်။တရားရုံးကတော့တက်တေထွက်ဆိုသူတွေဟာ George Lin နဲ့နှိဆက်သူတွေဖြစ်ပြီးအချိန်တွေကိုနက်နက်ရှိုင်ရှိုင်နားလည်ထားသူတွေဖြစ်လက်ခံယူဆကြောင်းကြေညာခဲ့ပါတယ်ရှင်။ People's Fan ရဲ့နောက်ဆုံးရနိုင်ငံတကာ သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။